ဒီစကားလေးကတော့အားလုံးသိကြတဲ့သွားကြထုတယ်မင်းသားဆူရီးယားရဲ့ကားကောင်းလေးတကားပါ review တွေရပါရှေကောင်းနေကားလေးဖြစ်တော်မူမိတ်ဆွေတို့လည်းကြည့်ရတာတန်နေပါပြီဇလန်ညွန့်လေးကိုပြောရမယ်ဆိုရင်2020နဲ့2024အချိန်တစ်ခုကစတင်ပါပြီအချိန်ဆန်ဝန်းတစ်ခုပေါ့2020မှာ Francis ဆိုတဲ့လူငယ်လေးကအရာရှိတွေကတော့မလုပ်နိုင်တဲ့ mission တွေကိုကောင်းကောင်းလုပ်နိုင်တဲ့သူမျိုးပါဒီနေ့မှာဘယ်ဟာမှမသိရောက်လာတဲ့ကောင်းလေးတယောက်ရဲ့ပြန်မေးဆွဲခံရမှုကိုအတရားနာမလိုက်ပြီးတော့စုံစမ်းမှုဖြစ်လာတဲ့အခါ 1900အချိန်ဆက်ဝန်းတစ်ခုလုံးက Francis ကဂန်ဂါနီနဲ့ဘီရိုမာချီကိုစောင့်ရှောက်တဲ့အမေရိကန်မျိုးဆက်ကပါဒီနေ့မှာယောမဘီင်ကအဲ့ဒီမျိုးလိုချင်လို့ဘီရိုမာချီရဲ့ရန်သူတော်ဟောင်းကိုရန်တိုက်ပေးဖို့ဖြစ်လာတဲ့အခါနောက်ဆုံးမှာချိန်တစ်ခုရဲ့ဆက်ဆက်မှုကတကယ်တည်ရှိနေတာလားဒါမှမဟုတ်ဇကာရဲ့လက်ကွက်ဒီလားဆိုတာကိုတော့ကျွန်တော်နဲ့တူကြည့်လိုက်ကြရအောင်ပါဘောဟောင်းကကလေးစားကိုသူကြီးဆက်မဲ့ဂျွန်းကားဂျွန်းကမျိုးနွယ်စုခေါင်းဆောင် ဇလန်းအစမှာတော့ထူးဆန်းတဲ့လူမျိုးနွယ်တစုဟာလာမင်းကြီးရဲ့တည်ရှိမှုကိုချဲ့ထွင်ပြောနေကြတာပါဒါကတော့လွန်ခဲ့တဲ့ခုနှစ်ပေါင်းများစွာကဖြစ်ပြီးတော့လက်ရှိ2024မှာတော့တိတ်ပန့်ခက်လာပြောင်းလဲတိုးတက်နေပါပြီကလေးတီရဲ့မညံဆွာချဲ့ထွင်မှုမှာ85ရာခိုင်နှုန်းအထိပြီးမြောက်သွားခဲ့ပါပြီအဲလိုစံသက်ခင်ရတဲ့ကလေးတီရဲ့မှာဇီတာဆိုတဲ့ကလေးဟာပျောက်ဆုံးနေပါတယ်သူကတော့စံသက်နေရာကနေရှိကြီးကားစီကိုပြေးထွက်ပြီးတော့ပျောက်ဆုံးသွားခဲ့တာပါအဲဒီနောက်လိုက်ရှာတဲ့လုံကြုံကြီးတွေက ထောက်ပံ့ရေးဖွဲ့ကနေဇီတာကိုလိုက်ရှာဖို့အပြေးသမားတယောက်ကိုတောင်းလိုက်ပါရီဒီလိုနဲ့အိနီယာမှာယုံကြည်ဆန့်ကပ်ပြီးဖြစ်ကုန်ခဲ့ပြီးတော့ကလေးတယောက်ကိုလိုက်ရှာဖို့တက်ဖြန့်ရှာရတဲ့အဖြစ်လာပါရီအိနောင်ဇီတာကစိုက်ခင်းဒီဂျာရီကနေထွက်ပြေးနေတော့လုံချိုကြီးတွေရှာတွေ့သွားကြပါရီဒါကြောင့်ဇီတာလေးလွတ်နိုင်တဲ့မြောက်မြန်ဆုံးနည်းနဲ့လာထွက်ပြေးပါရီအဆောင်နေရာလေးတောင်ပတ်ပိုင်းကိုထွက်ပြေးနေတဲ့ဇီတာကိုအမိရလိုက်ဖမ်းမိပြီးဇီတာဟာအိုင်ဂျူမြင့်တဲ့ကလေးတယောက်ဖြစ်တာကြောင့်အရှောင်တင်းကောင်းလို့နေပါရီအိနောင်ဇီတာက ယထာလမဘဝနီဖြည့်သန်းလာနေရေယထာတစင်းမို့လီမြန်စွာနဲ့ပြေးတက်လိုက်ပါရီအဆောင်နီကတော့စီတာယထာဘောတက်ပြေးတာမမြင်မင်းတခြားနီယာစီတာတက်ဖြန့်သွားလိုက်ကြပါရီအိမ်တော်ယထာဘောကစီတာကမိသွေးလေးကိုမြင်တာနဲ့ချက်ချင်းကောက်ယူလိုက်ပြီးတော့လူတယောက်ရဲ့ပုံကိုမိသွေးနဲ့ချက်ချင်းရေးဆွဲလိုက်ပါရီနောက်တစ်ခါမှာတော့မော်စတိုကကောမစ်စီကိုဖုန်းဆက်ပြီးတော့သူနဲ့တွေ့မယ့်အကြောင်းကိုပြောနေပါရီဒါမှမဟုတ်ကောမစ်ကတော့ဒီစောစောဖမ်းမှုတွေသူစုကြီးကန်လန်းထားတဲ့အကြောင်းကိုထည့်ပြီးတော့တတိပေးနေပါရီမော်စတိုကတော့ EC လုံနေတာကြောင့် ကောမင်ကစိတ်ဆိုးလာပါပြီ။ကောမင်ကသူ့ရဲ့ပါတနာ Francis ကဘာဖြစ်ချင်နေတာလဲလို့မေးလိုက်ပါပြီ။ Monster ကဒီဆော်စာရဲ့စောင့်နေဝင်းနောက်ရှက်လိုက်တာကြောင့် Francis ကသူ့နဲ့လေ့ကျင့်နေတယ်လို့ Comics ကိုပြန်ပြောပါရီ။ပြီးတော့ Monster ကကောမင်စလိုရမယ့်အရာတွေအားလုံးကို Francis တယောက်တည်းကတော့လုံနိုင်တယ်လို့ပြောလိုက်ပါရီ။အဲဒီနောက် Francis ကအရက်ပလင်းကိုယူမော့ရင်းနဲ့ဒီဆော်စာရဲ့တပည့်တွေကိုစတင်ပြီးတော့တိုက်ခိုက်ပါရီ။ Francis ကတော့တိုက်ရခိုက်ရတာဟာအရန်ကိုလွယ်ကူလုံးနေပါရီ။အဲဒီနောက်မှာတော့ဒီဆော်စာကိုဖမ်းမိသွားပြီးတော့ ဖရန်စစ်ကကောမင်းစီကိုသွားပါရီဒါပေမဲ့လမ်းမှာအင်ဂျလာနဲ့တွေ့ပြီးတော့အင်ဂျလာကဒီဆိုဆာကိုလူပါရီဒီလိုနဲ့ဖရန်စစ်နဲ့အင်ဂျလာတို့ဟာဒီဆိုဆာကိုကျိုးနဲ့ကျိုးတိုက်ဆွဲလာရင်းနဲ့ကောမင်းစီကိုရောက်လာပါရီအဲဒီနောက်ဖရန်စစ်ကသူအမိရဖမ်းလာပြီးနေတဲ့အကြောင်း grand guy ရပြီးဖို့ကောမက်ကိုပြောပါရီအဲဒီလိုပဲအင်ဂျလာကတော့သူကဒီလိုဖမ်းနေနေရမှာဆုံးသက်ပြီးခဲ့တာကြောင့်သူလေ grand guy ရပြီးဖို့ပြောနေပါရီဒါပေမဲ့ Francis ရော Angela ရောဒီလိုမျိုးမျက်ဝေယူရတာကိုတော့လုံးဝမကြိုက်ပါဘူးတစ်ဖက်မှာတော့တဲ့ရင်းကထွက်ပြေးသွားရဲ့ ဇီတာဆိုတဲ့ကလေးရဲ့အုံနောက်ပုံချမ်းကိုကောလာနိုင်ခဲ့ပါပြီ။ဇီတာဟာမွေးကလေးကဒီမှာပဲကြီးပြင်းလာတာဖြစ်ပြီးတော့အပြင်တော့ကတော့ဘယ်သူနဲ့မှမသိပါဘူး။ဒါပေမဲ့အားလုံးကဇီတာကိုလုခဲ့တဲ့အချိန်ကိုပဲတီးခြားတာကြောင့်အကြောင်းမရှိအသက်ရှင်နေအောင်လို့အုံနောက်ပရိုဂရမ်ထည့်ထားတာမဟုတ်ဘူးလို့တမ်မူကပြောလိုက်ပါရီ။အဲဒါကြောင့်တမ်မူကတော့ဇီတာဟာကိုအားမရှိတဲ့ဘယ်သူနောက်ကိုလိုက်နေတာဖြစ်မလဲလို့အဖွဲသားတွေကိုမေးပါရီ။နောက်တစ်ခါမှတော့ Francis ကနောက်တနိုင်နေချစ်တူးကိုရပြီမလို့ Commish ကိုပြောခိုင်းနေပါရီ။အဲဒီနောက်မှာတော့ Francis နဲ့ Monster မိန်းကလေးတွေနဲ့အတူအိမ်နေတဲ့ချစ်တူကိုတွေ့လိုက်ရပါတယ်။အဲဒါကြောင့် Friends နဲ့ Monster တို့ကမိန်းကလေးတွေကိုအတင်းမောင်းထုတ်ပြီးတော့ချစ်တူကိုဖမ်းကြပါတယ်။ဒါပေမဲ့ချစ်တူကသူ့မှာပါလာတဲ့ Mobus တနက်ပြောင်း012ကိုထုတ်လိုက်ပြီးတော့ Monster ကိုချိန်လိုက်ပါတယ်။အဲဒီနောက်မှာတော့ချစ်တူစီဟာတနက်ကို Monster နဲ့ Friends တို့လူရင်းနဲ့နောက်ဆုံးမှာတော့ချစ်တူတယောက်တနက်မှန်သွားပါတယ်။အဲဒီနောက် Monster လေးပြဿနာတတော်မေးဆိုတာကိုသိနေခဲ့ပါတယ်။ချစ်တူရဲ့ကိုယ်ပေါ်မှာချစ်ရလေးတစ်ခုရှိတာနဲ့အကူဖြစ်သူကမ်ဘူရာကအသေးတက်တော့မှလို့ပြောလိုက်တာကိုသတိရသွားပါတယ်။ အဲဒါကြောင့် friends လေးသူတို့ပြစ်လိုက်တာဘယ်သူမှမတွေ့တာကြောင့်မိမလာဒီလည်းမနှိုးခင်ဒီကနေ့ထွက်သွားမလားလို့မေးလိုက်ပါရင်အဲဒီအချိန်မှာပဲထူးဆန်းတဲ့ကလေးလေးတယောက်ကသူတို့နှစ်ယောက်ရဲ့ရှေ့မှာရန်နေခဲ့ပါရင်အဲဒါကတော့တခြားသူမဟုတ်ဘဲထွက်ပြေးသွားတဲ့စီတာပါဒါမှ friends နဲ့ monster တို့ကစီတာဝင်မြင်အောင်ဆောင်ပြီးတော့ရှောင်ထွက်သွားခဲ့ကြပါရင်အဲဒီနောက်မှာတော့ friends တို့ကသူတို့လေရှေ့ရာစီကိုပြန်သွားခဲ့ပြီးတော့အမြန်ထွက်ပြေးဖို့ကြိုးစားကြပါရင်ဒါမှ friends ကသူတို့ကိုစီတာလမ်းကြည့်နေတာကိုသတိထားမိသွားပါရင် တဖက်မှာတော့အင်ဂျလာကသူ့ပြိုင်ဘက် Francis ကချစ်တူးရှိတဲ့လေပေါ်ရောက်နေတာသိပြီးတော့အမြန်လိုက်လာခဲ့ပါတယ်။တကယ်တော့ Francis က Zeta ကိုခေါ်လာခဲ့ပြီးတော့ကောင်းကောင်းမွန်မွန်ပြုစုပြောထောင်ထားပါတယ်။အင်ဂျလာကတော့ Zeta ကို Francis ရသွားတာသိပြီးတော့ထက်ချက်မခွာလိုက်ပါတယ်။အဲဒီနောက်မှာတော့ Francis က Zeta ကိုခေါ်သွားတော့ Zeta ကနောက်ခန်းကနေပြီးတော့တေချာစိုက်ကြည့်နေပါတယ်။ Francis လည်းထူးဆန်းတဲ့ Zeta ရဲ့ပြမှုတွေကိုကြည့်ပြီးတော့ကြောက်နေပြီးတော့မှန်ကိုလွှဲလိုက်ပါတယ်။အဲဒီနောက်မှာတော့ Zeta ဟာပါဇက်ထရရနေမြို့တွေထွက်ပြီးတော့တက်တလို့ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် Friends in Mostoro ကဇီတာကိုစီရင်ဖို့ကိုအမြင်ဆုံးစီစဉ်လိုက်ရပါတယ်။စီရင်တဲ့အခါမှာဇီတာကိုစစ်ဆေးကြည့်တော့အာယုံကြောရီပုံမှန်ဖြစ်မိနေတာကိုတွေ့လိုက်ရပါတယ်။ Mostoro ကတော့သူတို့စီရင်ကနေအမြန်ပြန်မှုပြောနေပြီမဲ့ Friends ကတော့ဇီတာကိုမထားခဲ့ချင်တော့အောင်တခုခုကတားနေခဲ့ပါတယ်။အိမ်နောက်မှာတော့ Mostoro က Friends ကိုတင်းခေါ်နေချိန်မှာပဲဒေါက်တာကအထင်းဝင်ခဲ့ဖို့ပြောပါတယ်။စစ်ဆေးချက်ထွက်လာတဲ့အခါမှာတော့ဒေါက်တာကဇီတာကောင်းကတခုခုနဲ့ထိခိုက်ထားတာလားလို့မေးလိုက်ပါတယ်။ဒေါက်တာကတော့သူ့ရဲ့25နှစ်တာအတွေ့အကြုံအတွင်းမှာ ဇီတာလိုထူးဆန်းတဲ့လူရောင်နဲ့အတွေ့အကြုံကိုမရခဲ့ဘူးလို့ပြောပါတယ်စစ်စည်းချက်တွေကဇီတာရဲ့ခေါင်းကပွိနေပြီးတော့အုံနောက်ထဲမှာလည်းပုံမှန်မဟုတ်တာတွေရှိနေတာကိုတွေ့လိုက်ရပါတယ်အဲဒါကြောင့်တခုခုကတော့ဇီတာရဲ့အုံနောက်ဆေးတွေကိုပြောင်းလဲနေတာပဲလို့ဒေါက်တာကပြောနေပါတယ်ဒေါက်တာကခုတော့ဇီတာတည်ငြိမ်သွားပြီမလို့မနေ့ပြန်မနေ့ကတော့ပြန်ခေါ်လာပြီးဖို့တောင်းဆိုလိုက်ပါတယ်အဲဒီနောက်မှာတော့ကော်မစ်ကဖုန်းဆက်ပြီးတော့သူတို့ကို CCTV ကနေတွေ့ထားတာကြောင့်ဖြတ်ထားပြီးတယ်လို့လမ်းပြောပါတယ်ဒါပေမဲ့ကမ်ပူတာကဇီတာဟာမျက်မြင်သက်သေဆိုတာကိုသတိထားမိသွားတာကြောင့် ဖရန်စစ်ကိုကာဝေးယူထားဖို့ကော်မစ်ကတတိပေးလိုက်ပါရင်။အဲဒီနောက်မှာတော့ဖရန်စစ်ကလမ်းကဟိုတယ်တစ်ခုမှာအခန်းကားပြီးတော့ဇီတာကိုဖွက်ထားခဲ့ပါရင်။ဖရန်စစ်ကတော့ဇီတာကိုမြင်နိုင်သူတစ်ခုခုထူးဆန်းတာကိုခံစားရကြောင်းမော့စတိုပြောပါရင်။ဖရန်စစ်လည်းဇီတာနောက်ကျောင်းနဲ့ဘာလို့သူ့ကိုပဲစိုက်ကြည့်နေလဲဆိုတာသိရဖို့အတွက်ဇီတာကိုမေးမရမယ်လို့ဆုံးဖြတ်လိုက်ပါရင်။အဲဒီနောက်မှာတော့ဖရန်စစ်နဲ့မော့စတိုတို့အခန်းထဲကိုပြန်လာတဲ့အခါမှာဇီတာကတီဗီကြည့်နေတော့ပဲနေရာမှာရုပ်ပုံကြီးဆွဲနေခဲ့ပါရင်။ ရှေးကကပုံစံလိုပုံတွေကိုရေးဆွဲနေတဲ့စီတာဟာမူးချိန်တန်ကြောင့်ပဲချက်ချင်းပဲပြန်ပြေးလာပြီးတော့ Francis ကိုဖတ်ထားလိုက်ပါရီ။အဲနောက်စီတာဟာသူ့ကိုဖတ်ထားပြီး Francis ရဲ့လက်ကိုထိလိုက်ပြီးတော့သူ့ခေါင်းပေါ်တင်လိုက်ပါရီ။အဲဒါကြောင့် Francis လေတခုခုကိုပြန်ပြီးတော့မြင်အောင်လို့ခန်းစားလာပါရီ။အဲနောက် Francis လေအိပ်ပျော်သွားတဲ့စီတာကိုဂရင်းမော်ရှိပင်းနေတော့မှစီတာဘာပေါ်ကမြေကြီးကြီးစီးကျလာတာကိုကြည့်ပြီးတော့တုတ်ပြီးနေပါရီ။ညာတကောင်ရောက်တော့စီတာက Francis ကိုထိုင်ကြည့်နေတာကြောင့် Francis လေလက်နိုးသွားပါရီ။အဲနောက်မှာတော့စီတာဘိုက်ဆာနေတာကြောင့် Francis နဲ့ Monster တို့ဟာ မိုးဆိုင်တဆိုင်မှာလိုက်ကျွေးရပါရဲ့အဲဒီချိန်မှာအင်ဂျလာရောက်လာခဲ့ပြီးတော့ကမ်ပူတာဟူတယောက်ကတရင်ပေးလိုက်ပြီးမလို့ထွက်သွားကြဖို့ပြောနေပါရင်ဒါပေမဲ့ Francis ကတော့မယုံတာကြောင့်အင်ဂျလာလေးသူတို့က Francis တို့ကိုဒီတခါတော့လာခဲ့တာလို့ပြောလိုက်ပါရဲ့အဲဒီချိန်မှာပဲအင်ဂျလာက Francis လက်ကိုကန်လိုက်ပြီးတော့လက်ထိတ်နဲ့တိုင်မှာခတ်လိုက်ပါရဲ့အဲဒီနောက်မှာတော့အင်ဂျလာတို့ကကမ်ပူတာကိုခေါ်လာခဲ့တာကြောင့် Monster နဲ့ Francis တို့အကျက်ရိုက်နေကြပါပြီဒီလိုနဲ့ကမ်ပူတာကဆိုင်ထဲကိုရောက်ပြီးဆိုတာနဲ့ ဇီတာကိုတနေ့နေ့ချိန်ပြီးတော့သူ့ကိုဘသူတက်တာလေးလို့မိနေပါရီအဲ့ဒီချိန်မှာယဟန်နစီရောက်လာခဲ့ပြီးတော့ဇီတာကိုဖမ်းမှုစူးစမ်းပါရီအဲ့လိုနဲ့ဇီတာရဲ့မျက်လုံးတွေမှာအယောင်လေးလင်းလာခဲ့ပြီးတော့ဆောင်းအားတစ်ခုကိုဖမ်းယူနေတယ်လို့ဖြစ်နေပါရီယဟန်မော်ဟာစင်လာတဲ့သူတွေကလည်းဘသူရှိမရှိမကြည့်တော့ပဲတနေ့နေ့ဒရက်ဆက်ပြစ်ပါရီဇီတာကတော့ခုံမမငုတ်တုတ်ကြီးဖြစ်နေပြီးဖရန်စစ်တို့ကတော့ជីတိမာဆိုလို့ပုံနေကြပါရီအဲ့နောက်ဖရန်စစ်ကဇီတာကိုခုံမောကနေဆင်းပြီးတော့ပုံခိုင်းနေပြီမဲ့ဇီတာကတော့လုံးဝမဆင်းပါဘူးအင်ဂျလာလေးလာတားနေပြီမဲ့ ရန်စစ်ကတော့ဇီတာကိုသာကယ်တင်မှုအတင်းစ조사နေရပါပြီ။အိမ်နောက်မှာတော့ရဟိတ်မော်အားလူတွေကဇီတာကိုဖမ်းခေါ်သွားခဲ့ပြီးတော့ဖရန်စစ်လေးလိုက်ကယ်ဖို့အတင်းယုံကန်နေရပါပြီ။ဒီလိုနဲ့ဇီတာကိုကားပေါ်မှာတခြားခေါ်တင်သွားပြီးတော့ဖရန်စစ်ကတော့အတင်းလိုက်ကယ်ပါပြီ။2090ခုနှစ်တုန်းကဒုတိယမြောက်အော်ရီလီယဲဒူကာနီသူ့ရဲ့နေတောင်းခွေးတော့စီးရင်အားတက်စွာရန်သူခံတက်ကိုပိတ်ဆို့ဖို့အနားယူပြီးတော့ဗျူဟာချဖို့အတွက်ကိုစစ်ပွဲမှာသူ့ရဲ့စစ်သားတွေကိုလေ့ကျင့်ပေးခဲ့ပါပြီ။ဆာဂါရာဟီမာအော်ရီယာတို့ပေါင်းပြီးတော့ စာဂါကျွန်းကိုခေါ်ခဲ့ကြပါရင်စာဂါရာဟီမာ အာရယာကဗလာကျွန်းနဲ့ပရနာဘိကျွန်းစတဲ့ကျွန်း၅ကျွန်းကကရီးယားရှိနေပေမဲ့ဘယ်တော့မှပေါင်းစည်းမနေပါဘူးအိမ်တော်မှာတော့မာတိုင်ရာတို့ကကိုတူဘာနဲ့တူပီရူမာချီကိုသိမ်းပိုက်ခဲ့ပြီးတော့ပရီယရီနဲ့စစ်တဲရီကိုတတ်ပြစ်ခဲ့ကြပါရီကိုရူမာကစစ်တဲရီရဲ့လက်တရာကိုဖျက်ခဲ့ပြီးတော့ဂျင်းကားအနေနဲ့လေးလေးလှုပ်ခဲ့ပါရီနောက်တစ်ခါမှာတော့ကိုရူမာကသူ့လူမျိုးကိုပါဂျင်းကားနဲ့လဲတော့မှမလို့ကြိုတိနေတဲ့သူ့ရဲ့မျိုးနွယ်စုကကိုရူမာကိုတတ်ပြစ်လိုက်ကြပါရီ ကိုရမိုင်းတာနဲ့မိမကတော့လောင်းကိုတွေ့တာနဲ့မျိုးနွယ်စုခေါင်းဆောင်ကိုတောင်းပန်ပြီးတော့အတနာခံယူနေကြပါရီအဲဒီနောက်မှာတော့ကျုံငါးကျုံကိုတစ္ဆာဖောက်တဲ့ကိုရမောင်ကိုမျိုးနွယ်စုခေါင်းဆောင်ကထင်းမုံထဲမှာပဲအရှင်လက်လက်မီးရှို့လိုက်ပါရီဂျနေတူရီကတော့သူ့ရဲ့မိသားစုတွေကတပ်ပစ်စီခြင်းပေမဲ့ဂန်ကာကတော့မိသားစုအထိမစည်းစင်းစီခြင်းမူလို့ပြောလိုက်ပါရီအဲဒါကြောင့်ကိုရမိုင်းရဲ့မိမအားတွေကသူတို့မျိုးနွယ်စုခေါင်းဆောင်အခုဂန်ကာရဲ့လက်ထဲကိုတားဖြစ်သူကိုထည့်ပေးလိုက်ပြီးတော့ခကြီးတောင်းလိုက်ပါရီပြီးတော့အားတွေက ယောက်ျားရှိရာမိဘုံတွေကိုပြေးဝင်သွားခဲ့ကြကြောင်းကံကာနဲ့တားဖြစ်သူကလိုက်တားပါရီအိမ်တော်ကံကာကသူ့ရဲ့တံမိုးထားလက်ဘက်ကိုဖြုတ်ပြီးတော့ကလေးရဲ့လေမင်းမှာပတ်ပေးလိုက်ပါရီဒါကြောင့်ကူအားဆပြီးတော့ကံကာသာဖြစ်သွားခဲ့ကြကြောင်းမသူအောင်မှကလေးကိုတတ်ဖို့မပြောရဲကြတော့ပါဘူးအိမ်တော်မှာတော့ကံကာကအတက်ပညာအပြည့်တင်ချားပြီးပြီးတော့လူတွေကြားထဲမှာပွဲထုတ်ပါရီဒီလိုနဲ့ပီရူမာဂျီကကံကာကိုဖြုတ်ချဖို့အော်ရတီယာဘရင်ကသူ့ရဲ့ရက်ဆက်တဲ့စစ်တေတော်တွေကိုညွန်ချပါရီအိမ်တော်တိုက်ပွဲစတင်လာပြီးတော့ တရားဝတ်ရောက်ဒီဂျီတက်ဖြဲကြပါရီဂန်ကားတော့ပီတိုဘာကိုလက်နဲ့ယူလာပေးဖို့ပြောလိုက်ပါရီအဲဒီနောက်ပီတိုဘာကဂန်ကားပိုင်းနဲ့ဓာတ်ကိုယူလာရင်းနဲ့ဂန်ကားကိုဓာတ်မပြေနဲ့တက်ဖြစ်ဖို့စူးစမ်းပါရီအဲဒီလိုနဲ့ပီတိုဘာကဓာတ်နဲ့ဂန်ကားလက်နာကိုတဆုံးဆက်လိုက်ပြီးတော့သူ့အဖေအတွက်လက်စားချီနဲ့ဂန်ကားပြီးခဲ့တဲ့လက်ပတ်ကျိုးကိုဖြတ်ချလိုက်ပါရီအဲဒါကြောင့်ဂန်ကားဟာသူ့ရဲ့ယင်းနေများခံစားချက်တွေပွင့်ထွက်လာပါရီဂန်ကားတယောက်သူ့လက်ကစိုက်ထားတဲ့ဓာတ်ကိုအတွင်းဆွဲထုတ်ပြီးတော့ရန်သူကိုချက်ပြီးတော့ခုခံပါရီအဲဒီနောက်တိုက်ပွဲကြီးဆုံးမှာတော့ ပူရူဘာကိုကန်ကာကဒေါ်ရီမှာလိုက်ရှာပါရီဒါပေမဲ့ပူရူဘာကတော့များနေပြည်နေကြတာကြောင့်ကန်ကာကချုံမော့ခုန်နေရပါရီဒီလိုနဲ့ပူရူဘာနဲ့ကန်ကာထိတိုက်တူတဲ့ခါမှာတော့ပူရူဘာကသူ့ရဲ့လက်ထက်ကဒါနဲ့ကန်ကာကိုအတင်းထိုးသတ်ဖို့ကြိုးစားပါရီကန်ကာကတော့သူ့ရဲ့အမိမျိုးကာကွယ်နိုင်တဲ့သူမပေါ်လာမချင်းသူမတည်နိုင်သေးတာကြောင့်တရက်တော့တည်ကြပေါ့ပူရူဘာလက်ထက်မှာပဲတည်မယ်လို့ပြောလိုက်ပါရီဒီလိုနဲ့ကန်ကာကပူရူဘာကိုမျိုးနွယ်စုတွေကိုပြန်ခေါ်လာတဲ့ခါမှာအလုံးကတော့တစ္ဆာဖောက်ကိုမလိုလားတာနဲ့ဖြစ်စည်းတွေနဲ့ပြစ်ပေါက်နေကြပါရီ ဒါပေမဲ့ကံကကဘူရူဘောကိုဖက်ပြီးတော့အကောက်ွယ်ပြီးနေခဲ့ပါရင်အားလုံးကတော့ virtual ပြောတော့အောင်နားထောင်ပြီးတော့အဲ့ဒီအချိန်လေးကဘူရူဘောကိုတတ်ရမှာလို့အော်ဟစ်ပြီးတော့ပြောနေပါနေ။ဒါပေမဲ့ကံကကတော့ကြီးကျော်နေတဲ့သူအားလုံးကိုဘူရူဘောကိုတတ်ချင်ရင်သူ့ကိုတတ်ပြီးမှပဲရမယ်လို့ပြောလိုက်ပါရင်။မူဒီကကတော့ဘူရူဘဘေးမှာတတ်ချင်တဲ့သူတွေကြားရီဝိုင်းနေကြတာကြောင့်ကြာကြာခံမှာမဟုတ်တဲ့အတွက်ဒီတိုင်းလွတ်ပေးထားလိုက်ဖို့ဆုံးဖြတ်လိုက်ပါရင်။အဲ့နောက်မှာတော့ကံကကဘူရူဘာနဲ့တူမောင်တုတ်ထဲသွားဖို့ပြောလိုက်တာကြောင့် ညွရွေစုရဲ့ရေးကြီးလူတွေကကံကားအဖြစ်စံတီကိုတားခိုင်းလိုက်ပါတယ်။အဲဒီလိုနဲ့ကံကားကဘူရူဘောက်ကိုခေါ်ပြီးတော့မြင်းစီနဲ့တောအစီကိုထွက်လာပါတယ်။မူဟာတောကိုရောက်တဲ့အခါမှာကံကားကဘူရူဘာသူ့ကိုဘလို့သဘောထားထားမထားတာသူ့ဘေးမှာနေတဲ့နေလို့ပြောလိုက်ပါတယ်။အဲဒီလိုသာမဟုတ်ရင်ဘူရူဘာကဒီတောဝေးလက်စားတော့ခင်ရတော့မှလို့ပြောပါတယ်။အဲဒီနောက်မှာတော့အာရတီဘက်ကလူတွေကသူတို့ရဲ့ရေးကြီးဆုံးနှစ်ယောက်ကိုတတ်ပြစ်လိုက်တာကြောင့်ကံကားပေါ်မှာစိတ်ဆိုးနေကြပါတယ်။ဒါကြောင့်မြို့နယ်စုခေါင်းဆောင်ကဝင်းကြီးတွေနဲ့တိုင်ပြီးတော့ကံကားကိုတတ်ပြစ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ တစ်ဖက်မှာတော့ဘူရူဘာနောက်ကိုမိချောင်းတော်ကောင်ကအသေးတန်လိုက်လာပါရီအဲဒါကြောင့်ဘူရူဘာကသူ့မိကိုအော်ဟစ်ခေါ်နေတော့မှဂန်ဂါလေးချသွားပါရီအဲဒီနောက်မှာတော့ဂန်ဂါကတော်တော်ကြီးမားတဲ့မိချောင်းကြီးကိုကိုရိုင်းကင်တွေပြီးတော့ဘူရူဘာကိုကယ်ပါရီမိချောင်းကဘူရူဘာနောက်ကိုဆက်မပြတ်လိုက်နေခဲ့တာကြောင့်ဂန်ဂါလေးဓာတ်ချောင်းနဲ့လိုက်ပြီးတော့နှိမ်နင်းနေပါရီမိချောင်းကလည်းတော်ရုံမတည်ပဲဘူရူဘာခြေထောက်ကိုကိုက်ဆွဲပါရီအဲဒီနောက်မှာတော့ဂန်ဂါကမိချောင်းကြီးကိုလုံးဝတတ်ပြစ်နိုင်ခဲ့ပြီးတော့ဘူရူဘာကိုကုသပေးရပါရီဘူရူဘာကဂန်ဂါကိုလက်မခံမိမဲ့ ကံကားတော့ဘူရူပါလက်ခံလောင်မျိုးစုံစူးစမ်းပါရီဒီလိုနဲ့ဘူရူပါနဲ့ကံကားတို့ဟာမတည့်တူနေဘဝနဲ့ပဲဖြတ်တန်းရပါရီတခါတနေ့မှာတော့ဘူရူပါကသူ့အမိနဲ့ဖေကိုတတိယလုံးလို့ငိုယိုနေပြီးတော့ကံကားကိုလည်းမုံတီးနေပါရီအဲဒီနောက်မှာတော့အာရတီကျုံးခေါင်းဆောင်ဟာရောမသားကိုတက်ဖြစ်ဖို့စူးစမ်းပြီးတော့ဂျင်းကားပြားရီပစက်သေးကိုထိုးထည့်ပေးလိုက်ပါရီဘလိုပဲဖြစ်ဖြစ်ခေါင်းဆောင်ကသူ့သားရီတီသားရီဟာជីတိုက်ပွဲကဂျင်းကားအတွက်မှုပဲ ယူနိုက်စုပွဲပဲလို့ပြောပြီးတော့ယောမသားကြီးကိုတတ်ပြစ်နေပါရီဂျပန်မှာတော့နှင်းနှင်းဖုံးနေတဲ့တောအုပ်တွေစီးပင်သွားခွေတဲ့ခံကမျိုးနိုက်စုအမျိုးသမီးတွေကအာရဒီဝိုင်းထားတာကိုခံလိုက်ရပါရီအာရဒီကခံကကိုရောက်အောင်မခေါ်နိုင်ရင်ခေါင်းတလုံးဖြတ်ပြစ်မယ်လို့ချိန်ဝါလိုက်ပါရီအဲဒါကြောင့်မိမတယောက်ကအခုတော့ခံကကိုချက်ပြစ်တယ်လို့ခရမုတ်ခေါ်လိုက်ပြီးတော့သူတို့ရှိအောင်လာဖို့ပြောလိုက်ပါရီပြီးတော့အဲ့ဒီမိမကသူတို့ကိုအာရဒီ15လောက်ဝိုင်းထားခဲ့တာကြောင့်ခံကမလာရင်သူတို့ကိုခေါင်းဖြတ်တတ်မယ့်အကြောင်းကိုအော်ပြောလိုက်ပါရီအဲ့လိုနဲ့အာရဒီတွေက အမျိုးသမီးတွေရဲ့ခေါင်းကိုဖျက်ဖို့ကြိုးစားနေတော့မှခေယာမုံအချက်ပေးတဲ့ကိုချက်ပြီးတော့ကြားလိုက်ရပါတယ်။အဲဒါကြောင့်မိမတွေကတော့သူတို့ကိုယ်တော်ကံကပြောတာမှန်နေလို့ပြောလိုက်ပါတယ်။အိမ်တော်မှာတော့မိမတွေကသူတို့ကိုယ်တော်ကံကပြောတာကအရတီက15ကောင်ပဲရှိတာမလို့သူတို့25ကောင်ကတာတတ်နိုင်မှာလို့ပြောလိုက်တာကိုရှင်းပြနေပါတယ်။အဲဒါကြောင့်ဒီစင်းရင်းဖုံးနေတဲ့မြီကပိတ်ကားပြူတစ်ချက်လိုပဲမို့ကံကသူတို့ကိုစင်းနီချေခိုင်းနေတာလို့ပြောလိုက်ပါတယ်။အိမ်တော်မျိုးသမီးတွေဟာကံကပြောသလိုမျိုးသားလိုက်နာပြီးတော့သူတို့ဒီဘလဘွားဖြစ်အောင် အော်ရဒီကိုစင်ခေါ်တတ်ဖြတ်နေပါ रे အမျိုးသမီးတွေကခံကသူတို့ကိုတင်ပြီးခဲ့တဲ့အချိန်မှာအော်ရဒီကိုရရဆက်ဆက်တတ်ဖြတ်လိုက်ပါ रे အမျိုးသမီးတွေကသူတို့ကိုသူတို့ခံကလိုသဘောထားပြီးတော့အော်ရဒီရဲ့အိမ်ပြန်လန်းကိုပိတ်လိုက်ပါ रे အဲဒီနောက်မှာတော့မြို့သမီးတွေကသူတို့တွေအော်ရဒီတအုပ်လုံးကိုတက်ပြစ်လိုက်နိုင်တဲ့အကြောင်းခေယာမုတ်ပြီးတော့ဂန်ဂါကိုအတီးပေးပါတယ်။အဲဒါကြောင့်ဂန်ဂါရောပူရူဘာကပါပီရူမာချီရဲ့ရဲရင်တဲ့မြို့သမီးတွေအတွက်ဂုဏ်ယူနေကြပါတယ်။အဲဒီနောက်မှာတော့ကျောင်းနေရာခြေတက်လာကြပြီးတော့စစ်ပွဲအကြောင်းကိုပြောပါတယ်။ စစ်ပွဲဖြစ်ရတာကလေဦးတီရော်ရဲ့တတိယသားတော်ကသူ့လက်ကိုသူတို့မင်းကြီးစီမှာ အနှင်းလိုက်တာကြောင့်လူစုထားပြီးပြီလို့တိုင်ပင်ချပါရီအဲဒီနောက်မှာတော့ငေစုံသားတော်သူပန်ကိုခေါ်ခိုင်းတဲ့အခါမှာသူပန်ကဘီရူမာချီရဲ့လက်အောက်မှာကြာဆုံးသွားတာကိုတွေ့လိုက်ရပါရီဒီလိုမျိုးကြာဆုံးနေရတဲ့အခါမှာတော့ဒီကျွန်းရဲ့ပတ်သက်တဲ့စုံစမ်းမှုတွေကမျိုးနွယ်ကြီးခဲတွေတောင်းမဟုတ်ဘူးလားလို့မေးပါရီဒါမှမဟုတ်ဦးတီရာကတော့သူ့ရဲ့ကြာဆုံးခန်းကြီးအများကြီးပြီမလို့လာတာတဲ့သူမှန်သမျှကိုတတ်ပြပါရီမျိုးနွယ်စုကြီးခဲတွေကတော့သူတို့ရဲ့နေမြေက တရားမျှတမှုနေမည်ဖြစ်လို့ဒီမိမာသူ့မိမကြောက်အောင်နေဖို့ပြောနေပါတယ်။ဒါပေမဲ့သူပန်ကဘရင်သားတော်မလို့မင်းသားတယောက်ကသူ့ဘဝကိုစစ်ပွဲမှာပဲခွဲခွာနိုင်တယ်လို့ဦးတီရာပြောနေပါတယ်။ဦးတီရာကတော့ဒီချိန်ကစပြီးတော့သူ့ကိုတရားမျှတမှုအကြောင်းမပြောဘူးနဲ့အခုချိန်ကစပြီးတော့စစ်ပွဲစပြီးလို့စင်ခေါ်လိုက်ပါတယ်။အဲဒီနောက်မှာတော့ဦးတီရာဘက်ကနေပြီးတော့မနကာကျွန်းနဲ့မူဂါရာကျွန်းတို့ကရက်တီပြီးတော့ပီရူမာချီကတော့ဆန့်ကျင်နေပါတယ်။ဒီလိုနဲ့မန်ကန်တာနဲ့မူဂါရာတို့ကတော့ ဦးတီရွာနဲ့အတူမြောင်များစွာသောလူကြီးနဲ့ပီရူမာချီကိုတိုက်ခိုက်ပါရင်သွေးမြေမကြားတဲ့နေရာမှာတော့ဦးတီရာရဲ့စိတ်ထားကြောင့်ပင်မဖြစ်တဲ့နာရီဖြစ်ပြီးတော့သွေးမြေကျပါပြီ။အဲဒီနောက်ဦးတီရာကစန်တီကိုတပ်ဖို့စူးစမ်းနေတာကြောင့်စန်တီလည်းမရမကတက်ပြေးရပါရင်ဒီလိုနဲ့စန်တီကသူအသက်မခံရရင်ချိန်တိုတွင်းမှာပဲသူ့ရဲ့မွေဆက်ခံသူသားစီကိုပစ္စည်းတွေပေးဖို့ဆုံးဖြတ်လိုက်ပါရင်အဲဒီအချိန်မှာတိုင်းငယ်တကောင်ရောက်လာပြီးတော့စန်တီလက်ထဲကပစ္စည်းကိုယူပြီးတော့ဂန်ဂါကိုပေးလိုက်ပါရင်ဂန်ဂါရသွားတဲ့အခါမှာတော့မူဂါရာမန်တာက အရာသာ၃ချက်မှာသူတို့မျိုးနွယ်ကိုတိုက်ခိုက်မှန်းသိသွားခဲ့ပါတယ်။ဂျပန်မှာတော့ဥတီယာကဆန်ဒီကိုပေါ်ဆုံးကနေကန်ချလိုက်ပါတယ်။အဲဒီနောက်အရာတီကပီရူမာနတန်နီကိုတတ်ဖို့အတွက်စစ်စေပေါင်းများစွာကိုခေါ်လာခဲ့ပါတယ်။ဒါပေမဲ့ပီရူမာနတန်နီကတော့သူတို့အာကိုရီဂန်ကတော်ရဲမှမလို့ဘာလို့လို့ဘာကံရမှန်းမသိဖြစ်နေချပါတယ်။အရာတီကတော့ဂန်ကရှိတဲ့အမောင်တိုးစီကိုလှည့်သွားနေချပါတယ်။အဲဒါကိုမြင်တဲ့ကျွန်းသားတွေကတော့အရာတီလာတိုက်တဲ့တခုတည်းသောအကြောင်းရင်းကဂန်ကဘယ်လိုပြောနေချပါတယ်။ဂျပန်မှာတော့ဂန်ကက မိတို့ဒီနဲ့အမောင်တစ်တော်ကိုထွန်းကြီးနေပြီးတော့စစ်ပွဲကိုအုပ်ခုနေပါရင်အဲဒီနောက်ကန်ကာကပူရူပောက်ကိုလုံခြုံတဲ့နေရာမှာပုံခိုင်းထားပြီးတော့သူတယောက်တည်းသာအာရီတီကိုတိုက်ခိုက်ဖို့ကြိုးစားပါရင်ပြီးတော့ကန်ကာကဗီရူမာချီတွေကိုသူကိုယ်တိုင်တိုက်ခိုက်ရမှာမလို့ပူရူပောက်ကိုတီချာမှသွားပါရင်ကန်ကာကတော့ဗီရူမာချီရဲ့ရန်သူတွေကိုတိုက်ခိုက်ရှင်းလင်းပြီးသွားရင်တော့ဗူရူပောက်ရှိမှပေးထားတဲ့ခီတိုင်းပဲလာရက်ပေးမယ်လို့ပြောနေပါရင်အဲဒါကြောင့်ကန်ကာကဗူရူပောက်ကိုအဲ့ဒီချိန်မှာကိုယ်တိုင်တက်ခွင့်ပေးပါတယ်လို့ပြောလိုက်ပါရင် ဒါပေမဲ့စစ်တဲ့အယောက်900ထက်ပိုရာကြောင့်ဘူရူပါကခံကားတယောက်တည်းနိုင်မှမလားလို့မေးလိုက်ပါတယ်။ခံကားကတော့ဒီလိုမျိုးတွေဖြစ်နေပေမဲ့လုံးဝမကြောက်ပဲသူ့ရဲ့လူတွေကိုသာကာကွယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒီနောက်မှာတော့ခံကားကကျောင်းမဖွဲကောင်းတော့အမောင်တို့ထဲမှာထောင်ချောက်တီဆင်းပြီးတော့အာရတီကိုစစ်ဖွဲဖိတ်ခေါ်လိုက်ပါတယ်။စစ်တဲ့900ထက်ပိုရဲ့အာရတီကိုခံကားတက်တက်ကြွကြွပဲတိုက်ခိုက်သက်ပြနေပါတယ်။မယုံနိုင်တော့ခေါင်းအားကြီးမလို့နာကြောင့်ကံကားရဲ့အမှန်ကိုအရဒီဒီလက်ခံနေကြပါပြီ။တစ်ဖက်မှာတော့လီဘောကနေကျင်းတဲ့အားရကြည့်နေတဲ့ဦးသေးရဟာ ။အုံငူကြီးရဲ့တန်တီကိုနားဆွနေပါရီ။ဒါပေမဲ့အဲ့ဒီငိုကြီးတန်တီကပီရူမာချီနဲ့ဂန်ဂါရိုစီရမှုပဲ။သူတို့ရဲ့အာရီတီစီရတာဖြစ်နေပါရီ။အိမ်တော်မှာတော့လက်နဲ့မပါဘဲတယောက်တည်းတိုက်ခတ်နေတဲ့ဂန်ဂါစီကို ပိုရူဘာကလက်နဲ့နဲ့ရောက်ချလာပါရီ။ဒီတခါမှာတော့ပိုရူဘာကဂန်ဂါကိုလှုပ်ကြံတက်ဖြတ်ခြင်းစိတ်လုံးဝမရှိဘဲနဲ့ဂန်ဂါနဲ့တူရန်သူတွေကိုတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါရီ။ဒါပေမဲ့အာရီတီတယောက်ကအဝေးရအပိနေတဲ့ပိုရူဘာကိုဖမ်းဆီးခေါ်ဆောင်သွားတာကြောင့်ပိုရူဘာလည်းဂန်ဂါကိုအုပ်ခေါ်နေပါရီ။ဒီဘက်ဘွားမှာတော့ ဂန်ဟာဖရန်စီဖြစ်နေပြီးတော့ပိုလူဘာကတော့ဇီတာဖြစ်နေတာပါဇီတာတယောက်သူ့ကိုဖန်စီခုတ်ဆောင်သွားတဲ့ကားရီကနေပြီးတော့ဂန်ဟာလိုဂျေကြီးအော်ခွန်နေပါရင်ကားနောက်မှာလည်းဖရန်စီကထက်ချက်မကွာလိုက်လာခဲ့ပြီးတော့ဇီတာကိုကယ်တင်မှုစူးစမ်းနေတာပါဇီတာတယောက်ဂန်ဟာဆိုတဲ့နာမည်ကိုဆက်တိုက်အော်ခေါ်ပြီးတော့သူ့ရဲ့တိစိတ်တွေကနိုးဆွနေပါရင်အဲ့နောက်မှာတော့ဖရန်စီကိုအန်ဂျလာနဲ့မော်စတိုတို့ကကလေးကိုလွတ်ပေးလိုက်တော့လို့ပြောပြီးတော့လာကြပါရင်ဒါပေမဲ့ဖရန်စီကတော့လုံးဝလက်မခံမင်းသူရဲ့အသက်နှုတ်ခံလိုက်ရသလိုဖြစ်နေတာကြောင့်ဇီတာနောက်ကတော့အသေးအံလိုက်ပါရင် အဲဒီနောက်မှာတော့ Francis ကဒဏ်ရာရထားခဲ့ပြီးတော့လုံးဝမသွားနိုင်တော့တာကြောင့် Mosterosi ရဖြုတ်ယူလာတဲ့ချီယာခန်လေဆွဲကိုစီတောက်ကိုခေါ်သွားပြီးကားပေါ်ပြစ်တင်လိုက်ပါရင်ဆွေဂျိုလီယာတန်မန်းမှအချိန်မီနေပြီးတော့အချက်ပြနေတာကြောင့်တီနီယာကိုလိုက်လို့ရပါပြီအဲဒီနောက် Angela နဲ့ Mosterosi ဟာလမ်းမလေးကြနေတဲ့ Francis ကိုကားနဲ့အမြန်တင်ခေါ်ပြီးတော့ချီယာခန်စန်းနောက်ကိုလိုက်ပါသွားပါရင်ဒီလိုနဲ့ Francis တို့ဟာကားဝင်မိသွားတဲ့အခါမှာတော့ကားထဲမှာစီတာရှိမနေပါဘူးအဲဒါကြောင့် Mosterosi ကားနားမှာသာစောင့်စီပြီးတော့ Francis ကစီတာကိုထွက်ရှာပါရီး အဲဒီနောက်မှာတော့မော်စတိုကဂါဒစီကနေလက်နက်ပေါင်းများစွာကိုရှာတွေ့သွားခဲ့တာကြောင့်ဖရန်စစ်ကိုအကြောင်းကြားလိုက်ပါရင်ပြီးတာနဲ့တဲရင်ကသတိထားမိအောင်လို့လက်နက်တန်းနဲ့မြားခေါ်တဲ့အခါမှာတဲရင်ဟာကျူးကျော်သူတွေရောက်လာတဲ့အချိန်နဲ့အကုန်ထွက်လိုက်ပါရင်အဲဒီနောက်မှာတော့ဖရန်စစ်ကဇီတာကိုထားတဲ့နေရာကိုမြင်သွားခဲ့ပြီးတော့စောင်းနေရတော့ဇီတာကိုလိမ်မော်တင်မှုစူးစမ်းနေချပါရင်အရင်ဘဝကလေကံကဘူရူဘော်လိုက်ဆိုင်နေလီဘော်ကို ရောက်လာပါရင်ဒီလိုနဲ့ကံကတယောက်လီဘော်မှာအော်ရီတီနီနဲ့တိုက်ခိုက်ပြီးတော့ ဘူရူဘာပဲမာလေးလို့ဥဒီယာကိုမိလိုက်ပါရီဥဒီယာကတော့ဘူရူဘာကိုကျိုးနဲ့တွဲလျောင်းထားပြီးတော့ရီတဲကိုပြစ်ချဖို့ကြိုးစားနေပါရီအဲဒါကြောင့်ဥဒီယာကကျိုးကိုဖျက်ချလိုက်တဲ့အခါမှာတော့ဂန်ကားသားလက်တစ်ဖက်ထင်းနဲ့ဆွဲတင်ထားပါရီဒီဘက်ကမှာတော့စေတောက်ကိုစောင်းနေကဘူစိတ်ကန်းစီပို့ဆောင်ပြီးတော့လင်းမော်တင်ဆောင်ခေါ်လာကြပါရီအဲဒီချိန်တုန်းကဂန်ကားဟာသူရဲ့လက်တစ်ဖက်ကဘူရူဘာပြုတ်မကျအောင်ကျိုးကိုဆွဲထားတဲ့တစ်ဖက်ထင်းနဲ့တိုက်ခိုက်နေရပါရီဘူရူဘာကိုအသားစားငမန်းတွေကကိုက်ဖြတ်စားတောက်ဖို့ချက်နေတာကြောင့်ဂန်ကားလေးတည်တံ့ဆွဲထားပါရီ ဒီလိုနဲ့ဇေတာကိုခေါ်ဆောင်သွားတဲ့လင်းမြန်တက်ဖို့လုပ်နေတဲ့ချိန်မှာ Francis ကဆိုင်ငယ်တစ်စီးနဲ့ထွက်လာပါတယ်။ပြီးတော့လင်းရင်နောက်ခန်းပိုင်းကိုရောက်အောင်လို့ခုံကျက်လာခဲ့တာကြောင့်လင်းရင်ကို Francis ဝင်လို့ရသွားခဲ့ပါပြီ။ဒီလိုနဲ့ Francis ကဇေတာကိုကယ်တင်မှုအတွက်လင်းရင်ဘဝအဆောင်တွေကိုပါလာရေးတနက်နေ့ပြစ်ခဲ့ရပါတယ်။ဒါပေမဲ့ခေါင်းဆောင်နဲ့တွေ့ရတဲ့အခါမှာတော့ Francis တယောက်ရစရာမရှိအောင်တိုက်ခိုက်ခံရရင်လင်းရင်ဘဝပြုတ်ကျလို့ဆက်ဆဲဖြစ်သွားပါတယ်။အဲဒီအချိန်မှာဇေတာရဲ့အုံနောက်ကပူလာခဲ့တာကြောင့်အာယုံကြောတစ်ခုလုံးပြန်နေမသွားခင်မှာဇေတာခေါင်းကိုဖျက်ပြီးတော့ အုံနောက်ကိုထုတ်ဖို့ဖြစ်လာပါရင်အရင်တုန်းကတော့ကန်တာဟာဦးတီရောင်းရဲ့တပ်ဖြတ်ခြင်းကိုခံရတော့မဲ့အချိန်မှာတော့ကျိုးကိုမလွတ်သေးတာကြောင့်ဘူရူဘာလွတ်ဖို့ပြောနေပါရင်ဒိုင်မေဘူရူဘာကသူ့ရဲ့လက်ထဲကလက်နဲ့နေကျိုးကိုပြတ်အောင်လုပ်နေပါရင်ဘူရူဘာကသူတင်ရင်ဘာမှမပြောင်းလဲပြီမဲ့ဂန်ဂါတင်ရင်တော့သူတို့မျိုးနွယ်တစ်ခုလုံးပြတ်သုံးရတော့မယ်လို့ပြောလိုက်ပါရင်အဲဒီနောက်ဘူရူဘာကရေရဲကိုပြုတ်ချသွားပြီးတော့ငမန်းနီအစားရအောင်ခံလိုက်ရပါရင်အဲဒီလိုနဲ့ဒီဘက်ကဖရန်စစ်ကတော့အရင်ကဟာရီကိုပြန်တတိယပြီးတော့အာမန်အပြင်းပြန်ထလာပါရင် ီးတော့ဦးတီရာကိုတိုက်ခိုက်ခဲ့တော့ကလို့ပဲဇီတာကောင်းကိုယူမဲ့လူတွေကိုတိုက်ခိုက်ပါရင်အဲ့တုန်းကခံခါကအကျွေးပြန်ဆက်မယ်လို့တိုင်တည်ခဲ့တာပါဒီလိုနဲ့ဦးတီရာတည်ပြီးတဲ့နောက်မှာတော့ကိုလုတော်နဲ့မွေးလာတဲ့ red tanga ဆန်ကနန်းချပါရင်အဲ့ red tanga ဆန်ကလက်ရှိမှာဇီတာကိုဖန်စီပြီးအုံနောက်ဆန်းတက်နေတဲ့လူဖြစ်ပါရင်လက်ရှိတော့ဇီတာနဲ့ francisco ကလွတ်မြောက်သွားခဲ့ပါရင်ဒါမှ red tanga ဆန်ကသူ့ရဲ့မပြည့်ပြတ်သေးတဲ့သွေးကလေးစားကိုပြန်ချေဖို့အတွက်ဇီတာကိုဘယ်လိုဖြန်းစီအောင်မလဲဆိုတာကိုတော့အပိုင်းနဲ့အနေနဲ့စက်သိမ်းပြထားပေးပါရင်